လူတွေကိုတတဝါတွေကိုပေါ့အရာရာမှာစိတ်ကဆောင်းတယ်စိတ်ကိုတကြွနေအောင်ထားခြင်းစိတ်ဓာတိပတိလို့ခေါ်တယ်စိတ်ကထပ်တန်နေအောင်ကိုကိုကိုအမြဲတမ်းတတိထားပြီးတော့နှိုးဆော်ပေးတဲ့အဲ့ဒီစိတ်ကြာသွားတာနဲ့ဘာမှလှုပ်ချင်ခိုင်ချင်စိတ်မရှိတော့ဘူးအဲ့တော့ဒီစိတ်ကိုအမြဲတမ်း လန်းဆန်းနေရအောင်လတ်ဆတ်နေရအောင်ကိုတခုခုနဲ့အမြဲတမ်းလုံဆောင်ပေးနေရမယ်လူတိုင်းတော့အခက်အခဲဆိုတာလူတိုင်းမှာရှိတာပေါ့ဒီလိုအခက်အခဲရှိတဲ့အတွက်ကြောင့်တခါတလေပြုံးလို့တော့မရဘူးဖြစ်နေဒါတွေကိုအခိုက်အတန့်အားဖြင့်တော့အမြဲကြုံနေမှာပဲဘဝရှိနေရင်အခက်အခဲဆိုတာအမြဲကြုံနေမှာပဲဒီလိုကြုံနေတဲ့ အခက်အခဲတွေကိုကိုကအဆိုးရှူတောင်းကနေပြီးတော့ကြည်မနေပဲနဲ့အကောင်းဘက်ကလေးတွေလိုက်ရှာကြည့်ပြီးတော့ကိုယ်စိတ်ကိုယ်ကိုပြန်ပြီးတော့တက်ကြွသွားစေသောအရာတွေနဲ့အစာထိုးရမယ်စိတ်တက်ကြွသွားစေသောစကားတွေကိုနားထောင်ရမယ်စိတ်တက်ကြွသွားစေသောအစာတွေဖတ်ရမယ်ကိုယ်ကိုစိတ်တက်ကြွသွားစေတဲ့စကားပြောတတ်တဲ့ မိတ်ဆွေမျိုးကိုပေါင်းရမယ်။ဒါကိုယ့်အပေါ်မှာအများကြီးမူတည်တယ်။စိတ်တွေကြားနေလို့ဆိုပြီးတော့ဘယ်မှလည်းမတော်ဘူး။ဘာမှလည်းမလုပ်ချင်တော့ဘူးဆိုရင်သူကအမောင်တွေကိုတိုးဝင်သွားတာနဲ့တူတယ်။အဲဒီလိုမျိုးအရှုံးပေးပြီးတော့အမောင်တွေကိုပဲတော့မှတိုးဝင်မသွားနိုင်ဘူး။ကိုယ်စိတ်ကိုဘာသာရေးအလုပ်နဲ့လန်းဆန်းနေအောင်လေ့ကျင့်ပေးတယ်။ နောက်တခါစာကောင်းပြီကောင်းတွေဖတ်ပြီးတော့ကိုယ်စိတ်ကိုတက်ကြွလာအောင်လေ့ကျင့်ပြီးတော့ဒီစိတ်ကလေးကိုဂယုအမြဲစိုက်ပါအဲ့ဒီစိတ်ကိုအမြဲတမ်းအဖြူရေကြီးဖြစ်မနေတောင်မှညှစ်ထေးမနေအောင်တော့ဂယုစိုက်ပါစိတ်ညင်လို့ရှိရင်ဘာအချမ်းညာမှမထွက်တော့ဘူးစိတ်ကညစ်တာနဲ့အမြလှုပ်ချင်ကန်ချင်စိတ်မရှိတော့ဘူး လဲပြိုကျသွားပြီစိတ်ဓာတ်တွေကျအဲ့လိုလဲပြိုကျသွားတာနဲ့တပြိုင်နက်ခန္ဓာကိုအားကလည်းအလိုလိုယော့ကျလာတယ်။နောက်ကျမရေပါဖောက်တတ်တယ်။ကျမရေမဖောက်စင်နဲ့ကျမရေကိုအထူးပြုပြီးတော့ဂယုဆိုင်အစာတောက်ကိုဆင်ခြင်ပြီးတော့စားကိုကိုကိုမြတ်မြတ်တတဖြစ်အောင်နေမတော်တဲ့နေရာမတော်နဲ့မလုံတဲ့အလုပ်ကိုမလုံနဲ့ ိုပြီးတော့စိတ်ညစ်ရာတွေဖြစ်မသွားရအောင်ပိုပြီးတော့စိတ်တွေလဲပြိုကြမသွားရအောင်ညောင်းလေးချက်တွေအများကြီးထားတာမျိုးတွေလည်းမလုံနဲ့အဲ့လိုဖြစ်တဲ့အနေထားမျိုးလေးတွေနဲ့ကိုကိုကိုအားပေးစိတ်ကိုအမြဲတမ်းပြန်ပြီးတကြွမအောင်လုပ်တကြွသွားစေမယ့်အရာဘာမှမစိုးလုပ်ခွင့်ရှိတယ်အကုသို့မဖြစ်ဖို့ပဲရည်ကြီးတယ်အဲ့တော့နောက်ဆုံးအနေနဲ့စိတ်ကိုအမြဲတမ်းအားပြေထားပါ အတင်းထားပါလို့ပြောချင်ပါတယ်။ကမ္ဘာသူကမ္ဘာသားအပေါင်းအခက်အခဲတွေကိုအံတုနိုင်ပါစေ။ကျမ်းမာချမ်းသာကြပါစေ။